ဒါနဲ့သူတို့လည်းပိုတူနောက်ကနေခပ်ပြင်းပြင်းလေးလိုက်လာကြတယ်။ပိုတူဘေးကနေပြက်ပြီးချိန်မှာငတ်တပြားကသူစီစဉ်ထားတဲ့အတိုင်းပိုတူရဲ့ဖုန်းကိုလွတ်ယူလိုက်တယ်။ဟဲ့အောင်နဲ့ကြော်မောင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 ်ပြီတော့ဒါနဲ့နဲ့ကြော်လေးသူ့ဆရာပြောတဲ့အတိုင်းလီပေါင်းမိုက်ကွန်ဆွဲလို့မောင်ပြီသွားတော့ရင်အကိုခံလိုက်ရတဲ့ပိုတူကတော့ဟာငါဖုန်းလောက်ကြမအောင်ဒီနေ့မှအဖေအစ်စ်ဝင်ပေးထားတဲ့ဖုန်းလေးကိုလုသွားလို့ပြောလုသွားလို့ ိုတူတယောက်အဲကမ်းမှာစာဖတ်နေတော့ဖိုတူအဖေရောက်လာတယ်။တာဖိုတူစာဖတ်နေရလားကွ။ဟုတ်တယ်ဗျာဘီအဖေသားကိုဘာခိုင်းမလို့လဲ။ခိုင်းမလို့မဟုတ်ပါဘူးသားရဲ့။တားတော့ဘီကလက်ဆောင်ပေးမလို့။လက်ဆောင်ဆိုတဲ့စကားကြောင့်ဖိုတူလည်းစိတ်ဝင်စားသွားတယ်။ဘာလက်ဆောင်လဲဗျာဘီက။ရော့တားကိုယ်တိုင်းမေထုတ်ကြည့်လိုက်တော့။ဒါနဲ့ဖိုတူအဖေကလည်းသူ့လက်ထဲမှာခိုင်ထားတဲ့အိမ်လေးကိုဖိုတူကိုပေးလိုက်တော့တယ်။ အဖေကတော့ surprise တိုက်မလို့ထင်နေနော်။ဟင်။တားကလည်း surprise ဆိုရင်တိတ်ကြိုက်တာဗျ။ဒါနဲ့ဖိုးတူလည်းအိဒီယာရှာကိုထုတ်ကြည့်လိုက်တော့ဖုန်းလေးတစ်လုံးဖြစ်နေအောင်တွေ့လိုက်ရတယ်။ဖိုးတူလည်းပြော့သွားတယ်။ဟာအဖေဖုန်းလေးပါလားဗျ။ဒါတားကိုပေးလာလိုက်ရင်။음ဟုတ်တယ်တားရဲ့။တားဖုန်းကဟန်းနေပြီဆို။အဲ့ဒါကြောင့်အဖေဖုန်းဆိုင်ရောက်တော့တစ်လုံးဝင်လာလိုက်တာ။တားကြိုက်ရလား။ကြိုက်တာဗောဗျအဖေရလေရှင်ဖုံးတက်ရပြီအဖေ ဒါလေကင်မရာကောင်းမကောင်းယာထဲမှာလိုင်စင်းကြည့်လိုက်အောင်မနော်အေးအေးတေချာနဲ့ဂယူးဆိုင်ကန်အောင်တော့ဒါဒါနဲ့ဖို့တူလေယွာလန်းကိုထွက်လာခဲ့တော့လေယွာထဲမှာတော့မြင်မြင်သမျှကိုရိုက်လိုက်ကိုကိုကိုပြင်ရိုက်လိုက်နဲ့နှုတ်နေရောတာပါအဲ့ဒီအချိန်သူ့နောက်မှာလေဆိုင်ခင်တစီကလိုက်နေတာကိုဖို့တူကတော့သတိမထားမိပြီးရှေ့ကိုသာဆက်သွားနေရောလေဆိုင်ခင်ဘော်ကတကုံးကတက်ပြားလေး ဆိုင်ငယ်မောင်းနေတဲ့သူတို့ရဲ့နတ်ကျော်ကိုဟေးနတ်ကျော်ဟိုရှိမှငါတို့ခဏခဏဒုက္ခပေးနေတဲ့ဟိုဖိုးထုတို့အဖွဲကခလေးဆောင်မလားဟုတ်တယ်အာစီကျွန်တော်သူ့ဘေးကနေဆိုင်ငယ်ဖြတ်သွားပြီးတော့စောင့်ကန်လိုက်ရမလားအာစီအာအဲ့လောက်မလိုပါဘူးကွာနင်ငါကြံဦးမယ်ဒါနဲ့ငတက်ပြားလေးဖိုးထုရဲ့လှူရှားမှုကိုကြည့်လိုက်တယ်သိပြီနတ်ကျော်မင်းဆိုင်ငယ်ကိုသူ့နာကနေဖြည်းဖြည်းဖြတ်မှာ ငါသူ့ဖုန်းလုမလို့လုပြရနေမင်းမြဲမြဲအရှိန်တီးပြီးမောင်းပြေနော်ဒါနဲ့သူတို့လည်းဖိုတူနောက်ကနေခက်ပြင်းပြင်းလေးလိုက်လာကြတယ်ဖိုတူဘေးကနေဖြတ်ပြီးချိန်မှာငတ်တက်ပြကသူစီစဉ်ထားတဲ့အတိုင်းဖိုတူရဲ့ဖုန်းကိုလွှင့်ယူလိုက်တယ်ဟဲ့အောင်နဲ့ကြော်မောင်း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 ပြေတော့ဒါနဲ့နဲ့ကြော်လေးသူ့ဆရာပြောတဲ့အတိုင်းလီပေါင်းမိုက်ကွန်ဆွဲလို့မောင်းပြေသွားတော့ရင်အကိုခံလိုက်ရတဲ့ဖိုတူကတော့ဟာငါဖုန်းလောက်ကြမအောင် ဒီနေ့မှအဖေအစ်စ်ဝင်ပေးထားတဲ့ဖုန်းလေးကိုလုသွားလို့ပြောလုသွားလို့ကိုထူးလေးဘာလို့လို့လုံးဝမေမသိခေါမပြီးတော့អော်နေရတာပါအဲ့ဒီရဲ့ချင်းရွာလန်းကနေဆိုင်ငယ်မောင်းမိလာနေတဲ့ဖိုးထောင်ကိုတွေ့လိုက်တော့ဟာကိုွေးဖို့တော့လာနေတော်ပဲဗျဟင်ဘာဖြစ်လို့လဲဖိုးထူးရဲ့ကျွန်တော်ကိုကိုရှင်းကဆိုင်ငယ်နောက်လိုက်ပေးပါအောင်ဗျာဆိုင်ငယ်ဘွားလူတွေကျွန်တော်ဖုန်းလုသွားလို့ဗျဟင်ဟုတ်လားတက်တက်တက်မြင်မြတ်တက်ဒါနဲ့ဖိုးထောင်လည်းရှေးကနေ မဝဝပဲမြည်ရလို့လေဂန္ဓပြားတို့ဆိုင်ကိုတိုက်တော်လေတပတ်မှလေငတ်တက်ပြားနဲ့တပည့်ကျော်နဲ့ကျော်တို့ကပိုတူဖုန်းကိုရလာတာဆိုတော့အောင်မွေးရစစ်သူကြီးတွေလို့ဂုံယူနေကြတယ်ငတ်တက်ပြားကဒီကလေးစုပ်ဟမ်ဘာတက်နိုင်သေးလဲအမြဲတမ်းငါတို့ကိုပဲနိုင်လာအခုတော့သူ့ဖုန်းကိုငါတို့ကယူလာလိုက်ပြီမှတ်ကြရောပဲ အာစီတပည့်တော်တော့ပွားတာပဲဗျဖုန်းကအသိကြီးဗျအာစီဟင်ဟုတ်လားဟာပိုကောင်းတာပေါ့ကွာဒါနဲ့နေဟာသူတယောက်တည်းနေမှုတ်ဘူးသူတင်ငယ်ချင်းတွေမှာငတ်တက်ပြရလीအချင်းမှုတ်ဘူးဆိုတာပညာပြရမှာဘာလို့မလို့လဲဗျအာစီငတ်တက်ပြလေးချက်ချင်းဆိုကလေးဖိုးသူရဲ့ group chat တွေကိုဝင်လိုက်ပြီးတော့ငပိန်တို့ကိုစာလန်းပို့လိုက်တယ်တင်ငယ်ချင်းတို့ငါအပြင်မှာရောက်နေလားအဲ့ဒါအင်ညီဝင်ပတ်စံလုံးနေလို့ ငါ့ကိုတယောက်တသောင်းလောက်ခွဲပေးပါအောင်ကွာတပတ်မှလည်းငပိန်ကဖိုးထုနေမယ်နဲ့ကရုနဲ့စာရောက်လာတော့ဟာဖိုးထုကငွေလိုလိုတယ်ပါလားနင်ရောငါတည်းဘယ်လောက်ရှိလဲမသိဘူးအာအဲ့ဒီအချိန်မှာပဲဖိုးထုစီကနေနောက်ထပ်စာတစ်စောင်ထပ်ရောက်လာပြန်နေဟောင်းနေမြေမြတ်လောက်ကြာကွာဆိုင်ဝန်နှန်းကြီးကငါ့ကိုတကိုးလိုကြည့်နေကြတာအာဒီကောင်ရောင်မေစုကတော့ ပတ်စံကလေးလောက်အောင်ယူမသွားဘူး။ဒါနဲ့ငါပိန်လေးသူ့ရှိတဲ့လောက်လေးယူပြီးတော့ငွေလဲဖို့အတွက်ဆိုင်ကိုထွက်လာခဲ့တော်တယ်။ဆိုင်ရောက်မှာတော့တော့ဘောလေးရောက်နေအောင်တွေးလိုက်ကြတာပါ။ငါပိန်ကဟဲ့အောင်တော့ပေါ့။မင်းရောရောက်နေရလားကွ။အေးဟုတ်တယ်။ဖိုလူစီယာနေဆိုင်ရလို့ငါလည်းပြေးလာတာ။အထက်ဆိုင်မှာငွေလိုနေရဆိုးလို့လေ။မင်းကဘယ်တော့ပါလာလဲ။တက်တောင်းပါလေ။ ။မြွေမကတော့သူ့ဘာသာသူလွှဲလိုက်တော့မေးတဲ့။အမကြီးဟိုကျွန်တော်တို့ငွေလေးလွှဲကျင်လို့ဗျတယောက်ကိုတစ်သောင်းစီ။ဒါနဲ့ရငပိန်နဲ့တုတ်ပေါ်လေသူတို့ရဲ့ပတ်စံတစ်သောင်းစီကိုဆိုင်ကမာယူပေးလိုက်တော့တယ်။မောင်လေးတို့ငွေပြည့်ပေးပြီနော်။အဲ့ဒါနဲ့ငပိန်နဲ့တုတ်ပေါ်လေဆိုင်ကနေပြန်လာခေးစားတယ်။ တပတ်မှလည်းပိုးတူကပိုးထော်နေတူကြက်မိုင်မှိုင်နေရတာပါကျွန်တော်တော့ဒီညဘလို့ပြန်ရမလဲမသိတော့ပါဘူးကိုကြီးပိုးတော်ရာအဖေကကျွန်တော်ကိုတတ်တော်မှာဗျကိုသားသမီးကိုတော့ဘယ်မိမကမှမတတ်ပါဘူးပိုးတူရာမတော်စီုံရိုက်အောင်မောကွာအော်ကိုကြီးပိုးတော်ရဲ့တကယ်တော့တတ်မလားဗျတဘောကိုပြော့ပြရလိဗျာပိုးထော်လေးပိုးတူကိုဘလို့အဖေရမယ်မသိတော့သူပါစိတ်ညစ်သွားတယ်အဲ့ဒီရဲ့ချင်း ဆိုင်ကနေငွေလဲပြီးပြန်လာတဲ့တုတ်ဘောနဲ့ငပိန်ကဖိုးထူးကိုတွေ့တော့တုတ်ဘောဟာဟဲ့အောင်ဖိုးထူးမင်းပြောတော့အထက်ဆိုင်မှာစုအေးလေအခုကဘလို့လို့ပြီးတော့မကြည့်ပြန်အောင်ရောက်နေရတာလေကွာဟာစိတ်ညစ်ရတဲ့တဲ့မင်းလိုနှစ်ယောက်ကတမျိုးဘသူပြောရလဲငါတယ်ဆိုင်မှာရှိရလို့ဟမ်ဒီမလေးမင်းပဲအပွဲလိုက်စကားပြောတဲ့ group တွေကိုမင်းတယ်ဆိုင်မှာပတ်ဆက်လုံနေလို့လွှဲပေးပါအောင်ဆိုပြီးတော့လေအဲ့ဒါကငါနဲ့ငပိန်တော့ဆိုင်မှာငွေလဲပြီးတော့ပြန်လာကြတာကွာ ုပ်ပေါ်လေးဖုန်းနဲ့မှဖိုးထုပို့ထားတဲ့စာကိုဖိုးထုကိုပြလိုက်တယ်။ဖိုးထုလည်းသူ့နာမည်နဲ့ပို့ထားတဲ့စာကိုကြည့်လိုက်တယ်။ဟာသွားပြီ။မင်းတို့နှကောင်တော့ကွာပတ်စံမလွှဲခင်ဖုန်းလေးပါလေခေါ်ကြည့်ကြမလားကွာ။အဲ့လောက်တော့အယုံလွယ်ရလား။ဘာဘာဖြစ်လို့လဲကွာ။ခုနကနေလေဖိုးထုရဲ့ဖုန်းအကိုခံလိုက်ရတယ်။မင်းတို့စာဖို့တာဖိုးထုမဟုတ်ဘူးကွာ။ဖုန်းကိုခိုးသွားတယ်တခုပဲ။ဟမ်ဒါဒါဆိုကျွန်တော်ပတ်စံတဲ့တောင်းကအလကားဖြစ်ပြီပေါ့ဟုတ်လား။ဟာ ။ဟိုဒါဆိုငါ့ရဲ့မဆိုင်ရဲ့မတော်ရဲ့စုထားတဲ့ငါ့ပစံလေးလေပလုံသွားပြီပေါ့။မင်းတော့ကလေကွာဒီမှာတင်းချီပေးပြီးဝဲထားတဲ့ဖုန်းပြောက်တဲ့သူရှိမှာ။လာညင်းညူမနေကြဆမ်းပါနဲ့။မင်းတို့တကယ်ချင်းစိတ်ညစ်နေပါလိမ့်ဆို။ဟုတ်သားပဲ။မင်းကလေစိတ်ညစ်မနေဆမ်းပါနဲ့ကွာ။ပြန်ယူလို့ရအောင်ကြမ်းမှာပေါ့ကွာ။ဘလို့ဖြစ်တာလဲဆိုတာငါ့ကိုပြောပြ။ဟမ်။ကျွန်တော်ပြောဖို့အားမရှိတော့ကိုကြီးဖို့တော်ရ။ကိုကြီးဖို့တော်ပဲပြောပြလိုက်ပါတော့။အဲ့ဒါနေဖို့တော်လေး ပြပြတဲ့မြောင်အကြောင်းစုံကိုပြန်ပြောပြလိုက်တော်တယ်။အဲ့ဒီအချိန်မှာပဲငတက်ပြားကစာတက်ပို့ပြန်နေ။ဟဲ့နီဒီမှာစာတက်ပို့တယ်ကွ။ဘာရဲ့လဲတော့ပေါ့။ဟဲ့နီပတ်စွပ်ပြောအောင်နေ။ဟာအေးဟုတ်တာပဲ။အခုမှစဉ်းစားမိ။ငါတို့ကဒီတိုင်းပို့လိုက်တာဆိုတော့ပို့တဲ့သူကပတ်စွပ်ပြောမှာဟိုဘက်ကနေငွေကိုထုတ်လို့ရမှာ။ပတ်စွပ်မသိရင်ငွေကထုတ်လို့ရမှာမဟုတ်ဘူးလေ။ဟင်ဟုတ်လား။ဒါဆိုတော်သေးတာပေါ့ကွာ။ငါငွေတွေအဖက်ဆယ်လို့ရသေးတာပေါ့။ ူကမင်းတို့မသိသေးဘူးတင်မီပို့နေတဲ့ပုံဝဲကကြည့်ရတာအေးဟုတ်တယ်ကွဒါဆိုငါတို့ဘလို့စပြန်လိုက်ရမလဲဟမ်ပတ်စဝတ်ကို အမားတွေသာပြောလိုက်ကွာဒါနဲ့ငပိန်တို့လည်းဖိုးသူပြောတဲ့အတိုင်းပတ်စဝတ်ကိုအမားတွေပို့လိုက်ကြတော့လေတပတ်မှလည်းငတက်ပြားနဲ့သူတို့ရဲ့နေကြော်တို့ကဆိုင်မှာငွေတို့မရလို့ဒေါသထွက်နေကြတယ်ဆိုင်ကမာကြီးကပတ်စဝတ်ကမာနေ တေချောင်ပြန်မင်းလိုက်အောင်နော်မဟုတ်ရင်ငွေရထုတ်ရမှာမဟုတ်ဘူးဟိုခဏတော့ညီမလေးဒီကောင်နေကွာဘာလို့အမားတွေပို့နေရလဲမသိဘူးအမှန်ကိုမသိလို့ဖြစ်မယ်အာစီဒီကောင်နေငါတို့မှန်တိသွားမိနေမှာဒါကြောင့်တမင်ပို့နေရဖြစ်လောက်တယ်ဟာဒါဆိုဘယ်လိုလုပ်မလဲအာစီကျွန်တော်ငှားလာရေးဆိုင်ရုံနဲ့ပတ်စံပေးရအောင်မေဗျဒီတရားငွေထုတ်မြန်ပြဿနာပဲနော်ဟာငါတို့မှဖုန်းအစ်တလုံးရှိနေရမယ်ကွာဒီဖုန်းကိုရောင်းပြပြီးတော့ဆက်မှာပေါ့ဟာဟုတ်တာပဲနော်အာစီ ပတ်စံမထုတ်သေးဘူးဗျာနောက်မှပဲလာထုတ်တော့ရောင်းတဲ့ဆိုင်ကိုအရောက်မှငတက်ပြကညီလေးအခုဒီဖုန်းလေးပြန်အောင်ကျင်လို့ကဘလောက်လောက်ရမလဲမသိဘူးဖုန်းဆိုင်ပိုင်ရှင်ကဖုန်းကိုတေးချကြည့်တယ်อืมဒီဖုန်းကဦးသိန်းငါးစီကနေသူသားအတွက်ဆိုပြီးဝယ်သွားတဲ့ဖုန်းနဲ့တူလိုက်တာအဲ့လိုတွင်းနေတော့မှငတက်ပြကညီလေးဖုန်းကဘာပြစ်လို့လဲအစင်မပြေလို့လားဩမဟုတ်ပါဘူးဗျဖုန်းကကောင်းပြီမယ်နော် ဘာလို့ပြန်ရောက်ကျင်တာလဲမသိဘူး။အော်ဗျာဒါကကိုရိုးကိစ္စပါဗျ။ညီလေးဘက်ကဖုန်းဝယ်မလားမဝယ်ဘူးလားအဲ့ဒါပဲပြော။ဦးဖုန်းကအကုန်ကောင်းပါလေဗျ။အကိုတို့ဘလောက်စေးလောက်လိုချင်လဲမသိဘူး။ဟမ်ညီလေးပဲကြည့်ပြီးပြောလဲပါ။အကိုကဖုန်းစီချာတိတ်မသိဘူး။ဟုတ်ပြီ။ဟိုဒါဆိုခဏလေးနော်။ကျွန်တော်ဆိုင်မန်ရှင်ကိုသွားပြပြီးတော့ဘယ်လောက်ရမလဲဆိုတာမေးကြည့်လိုက်အောင်မေးဗျ။ဟမ်ညီလေးကဆိုင်မန်ရှင်မဟုတ်ဘူးလား။ဆိုင်မန်ရှင်ကလည်းခက်တီတီနေ မဟုတ်ဘူးဗျကျွန်တော်ကဝင်နေရင်ဩဒါများတော့ခေါ်လိုက်လေးပိုင်ရှင်မြ мян လေးတော့လုံးနော်အကွာအချိန်သိမ့်မြောင်ဒါနဲ့ဖုန်းဆိုင်ပိုင်ရှင်လေးသူမိမကိုပြမခဏထွက်ဆောင်ခိုင်းပြီးဖိုးထူအိမ်ကိုဖုန်းဆက်လိုက်တော့လေတပတ်မှလေးဖိုးထူကဘာမှလုပ်မရနေစုံအိမ်ပြန်လာပြီးတော့အိမ်မှာငုတ်တုတ်ကြီးထိုင်နေရတာပါဖုန်းမြင့်နေရဲ့အတန်းကိုကြားပြီးနေစကားပြောချင်စိမရှိရနဲ့မကင်မဲထထလိုက်တယ်အဲ့ဒီအချိန်ဖိုးထူမိက တာဖို့တူဖုန်းလာနေရလေဖုန်းကလည်းပေါအောင်တာရဲ့အဲ့လိုပြောတော့မှဖို့တူလည်းဖုန်းကိုကန်လိုက်တော့ရင်ဟုတ်ကဲ့ပြောပါဗျဟုတ်ကဲ့ဒီဘုန်းနံပါတ်ကဦးသိန်းဖုန်းနံပါတ်လားမသိဘူးဗျဟုတ်ပါတယ်ဒါဦးသိန်းတို့အိမ်မှာပဲကျွန်တော်ကသူ့ရဲ့သားဖို့တူပါဗျအော်ဖို့တူလားညီလေးမင်းသိရောအဖေကမရှိသေးဘူးဗျအဖေလာမှပြန်ဆက်လိုက်ပါလားအေးမဖြစ်ဘူးအဲ့ဒါဆိုနောက်ကျသွားလိမ့်မယ်အကွာဒီမနဲ့လေး မင်းဘေဖုန်းဝင်သွားတဲ့ဆိုင်ဆိုင်မရှင်မညီလေးရဲ့အခုမင်းဘေဝဲသွားတဲ့ဖုန်းကိုအခုဆိုင်မှာပြန်လာရောင်းနေရသူရှိလို့လှမ်းမိစီတာဘောင်းချပါညာလဲပါမလားလို့လीဗျာဖုန်းကိုလာပြန်ရောင်းတာလားဟုတ်တယ်ကိုဟုတ်တယ်ဒီမနေ့ပဲကျွန်တော်ဖုန်းအခုခံလိုက်ရတာဗျအဲ့ဒါကျွန်တော်ဖုန်းမင်းဟင်ဟုတ်လားဒါဆိုညီလေးအခုဆိုင်ကိုလာခဲ့လိုက်လीအကိုဒီတကိုးနှစ်ယောက်ကိုအချိန်ဆွဲထားပြီမင်းဒါနဲ့ဖုန်းဆိုင်ပိုင်ရှင်လေးဖုန်းချသွားတော့လीဖိုးတူလဲချက်ချင်းမင်း ငပိယုံဖုံးဆက်ပြီးနှမ်းခေါ်လိုက်တယ်။တပတ်ဖုံးဆိုင်မှာလေငတက်ပြားနဲ့သူတို့ပဲနဲ့ကြော်တို့ကဖုံးဆိုင်မှရှင်ပြန်ထွက်လာကိုစောင့်ရင်းနေငတက်ပြားကဟေ့ညီမလေးမင်းတို့ဖုံးဆိုင်ပန်းရှင်ကလေကြားလာကြည်လားကွာခုနကဝင်နေရလေဈေးသွားမိမယ်ဆိုပြီးပြန်ကိုပေါ်မလာတော့ဟမ်ဟိုခဏလေးစောင့်ပါဦးရှင်ပြန်ဝင်တဲ့အလုံးလေးကြာတကူလက်ခံမဖြစ်အောင်တေချာစီရလို့လေ ခဏတော့ထိုင်ဆောင်ပါအောင်နော်။ဟမ်။အော်။အင်းဟုတ်လား။ဟိုဒါမဲ့တော်တော်လေးကြာနေပြီလားလို့လေ။ဟိုအစင်မပြေရင်လည်းအကိုမြောင်းတော့ပါဘူး။ဟိုပြန်ပြန်ယူသွားလိုက်တော့မယ်လေ။အဲ့ဒီရဲ့ချင်းငပိန်နဲ့ဖို့သူဖုန်းဆိုင်စီလာနေရကိုနတ်ကျော်ကတွေ့သွားတယ်။နတ်ကျော်လေးအဆီအဆီဟုတ်မ။ဟိုကလေးဆုပ်လို့လေးလာနေပြီဗျ။ဒီကလေးတွေကလေအရင်နဲ့အကြောင်းတွေကဘယ်ကနေပေါ်လာတာလဲဟေးဒီမညီမလေး အခုဖုန်ပြန်ပြီးတော့အခုမရောတော့အဲ့ဒီရဲ့ချင်းငပိန်ကရှိန်နဲ့ဝင်လာပြီးငတက်ပြားရဲ့မျက်နှာကိုခြေထောက်နဲ့ပိတ်ကန်လိုက်တယ်ငတက်ပြားလည်းအောက်ကိုဘုံကနေလေးကျသွားတော့တာပါလေးကျသွားတဲ့အချိန်သူ့ရှိမှရက်နေတဲ့ငပိန်နဲ့ဖိုးထူကိုမြင်လိုက်တော့ချက်ချင်းပဲသတိမေ့ကျအောင်ဆောင်းလိုက်တော့တယ်မက်ကျော်ကဟာအဆီအဆီဘာအဆီမှလုံမနေနဲ့နော်ခမရတို့ဆရာတပည့်နှစ်ယောက်ရွာလူကြီးဦးကြိုင်စီကိုသာလိုက်ခဲ့တော့အဲ့ဒီရဲ့ချင်း အနောက်ထဲကိုထွက်သွားတဲ့စိုက်မိုင်ရှင်လေးပြန်ရောက်လာတယ်။ဩညီလေးတို့ရောက်လာမလားညံသားပဲ။ဒီမှာညီလေးရဲ့ဖုန်းဟုတ်မဟုတ်စစ်ကြည့်ပါဦး။ဟုတ်တယ်ကိုကျေးဇူးတင်ပါတယ်ကိုရဲ့အကိုနဲ့တွေ့လို့တော်သေးရပါဗျာ။အိုစင်းရဲမယ်လို့ပြန်ရတာပေါ့ညီလေးရဲ့အိမ်နောက်တော့ငပိန်ကသတိမေ့ချင်အောင်ဆောင်းနေရဲ့ငတက်ပြောင်းဒီမှာကိုကြီးထနော်မထရင်ကျွန်တော်ပွေ့ချီသွားမှာဗျကြာလားအဲ့လိုပြောတော့မှငတက်ပြားလေး သတိမေ့ကြအောင်စောင့်နေရကထလိုက်တော်ရီကိုပါကိုဘာပြစ်လောက်ထားလဲဆိုတော့သိတယ်နော်လာသွားမယ်ကျေးဇူးပဲနော်ကိုဒီလိုနှစ်ယောက်ကို ရလူကြီးလက်တွားရလိုက်အောင်ပဲဗျဒီလိုနဲ့ငပိန်နဲ့ပို့တူလို့လေတကူငတ်တက်ပြားနဲ့သူတို့ရဲ့နှဲ့ကြော်ကိုဖုန်းဆိုင်နေရနေခေါ်လာခဲ့တော်ရီ